မရင်ကျက်သေးတဲ့စိတ်ဓာတ်တွေရင်ကျက်လာဖို့အတွက်မိကောင်းဆွေကောင်းရဲ့မိကောင်းဆွေကောင်းစီကတရားကောင်းစကားကောင်းရဲ့ဒီနှစ်ခုလိုပါတယ်ဒါအပြင်းမဲ့ကလာတယ်ဟာဒီနှစ်ခုရှိရမယ်တဲ့ဆရာဗျာအဲ့တော့ဒီအပြင်းမဲ့ကဟာနေတဲ့လုံလောက်လာလို့ဆိုမလုံလောက်ဘူးအတွင်းမှာရှိရမယ်ကိုယ့်ရဲ့အရေးချင်းနေနဲ့ပေါင်းဆက်ရအောင် ို့မှာအတွင်းကအရေးချင်းတွေဘာတွေရှိရမလဲဆိုတီလာဝါကိုချင်းတီလာရှိတဲ့ပုဂ္ဂိုလ်ဖြစ်လူဆိုရင်လူတီလာယဟဆိုလို့ရှိရင်ယန်းနဲ့ဆိုင်တဲ့တီလာကိုချင်းတီလာတွေပြည့်စုံအောင်မယ်တီလာပြည့်မဲ့အရေးကိုရှောင်ကျင်တယ်တိလပြက်မဲ့အမှုကိစ္စမျိုး အသေးပဲဖြစ်စီအသေးဖွယ်လေးပဲဖြစ်စီကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုရှုမြင်နိုင် ြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်ရှင်မြင်နိုင်တဲ့ပုံကိုဖြစ်ရမယ်။ဟောကိုချင်းတည်လာရှိ။ဒါကအတွင်းအည်ချင်းတစ်ခု။တည်လာရှိရမယ်။နောက်တစ်ခုကဘာလို့ဆိုဝီရိယရှိရမယ်။ပြင်းနေလို့ကတော့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူး။ကိုချင်းတည်လာတော့ရှိပါရဲ့။တရားထုတ်ရမှာပြင်းတယ်လေ့လာရမှာပြင်းတယ် ကိုယ်စိတ်ထဲမှာပေါ်လာတဲ့ကိလေသာတွေကိုတွန်းထုတ်ရမှာပြင်းနေကိလေသာတွေဖြစ်နေတာကိုဒီတိုင်းလက်ခံထားတယ်ကိလေသာတွေမဖြစ်အောင်ဆုပ်ပရမှာပြင်းနေဆိုလိုတာတကားပရမှာလည်းပြင်းနေမပိတ်ဘူးအကုသိုလ်တွေဝင်တဲ့တကားပေါက်တွေမပိတ်ဘူးပြင်းနေပြင်းလို့မပိတ်တာဝိညာဉ်တော်ဝင်ပါစေ ရစီကဝင်ဝင် နားကဝင်ဝင်နှာခေါင်းကဝင်ဝင်အာယုန်နေနဲ့ဆက်ဆက်ပြီးတော့ကိရိတာတွေဖြစ်နေတာကိုတွန်းထုတ်မပစ်ဘူးဆိုရင်ပြင်းတယ်လို့ခေါ်တယ်အေးအဝင်မခံဘူးမျက်စိကမြင်တဲ့အစင်ပေါ်မှာလောဘမဖြစ်စေအောင်ဒေါသမဖြစ်စေအောင် ကြိုးစားတယ်ဒါကိုကြိုးစားတယ်လို့ပြောတာဒီပြင်ကြိုးစားတာလည်းပြောတာမဟုတ်ဘူး နားတွေကကြားလာတဲ့အတန်ပေါ်မှာလောဘဖြစ်အောင်လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ဖြစ်လာလို့ရှိရင်ဖယ်ရှားပြစ်ဖို့ကြိုးစားတကယ်တော့ကြိုးပမ်းမှု၄ရလို့ဆိုလိုတာပေါ့ကြိုးပမ်းမှု၄ရဆိုတာတမ္ပပရံတရား၄ပါးကိုပြောတာတမ္ပပရံတရား၄ပါးဆိုတာနံပါတ်၁စိုးပိတ်ခြင်းနံပါတ်၂ဖယ်ရှားပြစ်ခြင်းဒါကအကုသိုလ်နဲ့ဆိုင်တယ် အကုသိုလ်မဝင်ရအောင်ဆုတ်ပစ်ရမယ်။ဟုတ်တယ်လူတွေအိမ်ထဲမှာအကောင်းမလောင်နေတော့လူဆိုးသူဆိုးမဝင်အောင်ပိတ်ကြတယ်လေတောက်ခတ်ကြဆုတ်ပစ်တယ်။ချင်းတွေပါလေမဝင်အောင်ပိတ်ကြတယ်။သို့တော့ကိလေသာမဝင်အောင်တော့မပိတ်ဘူးသူ။ကိလေသာကြတော့တကားဖွင့်ပေးထားတာအမြင်။ ဝယ်ကန်းတူ forever ပဲမြဲတမ်းပဲသူကိလေသာကြတော့ပိတ်ဖို့ရမလုပ်ကြဘူးလေချင်ကြတော့မလာနဲ့ဆိုပြီးပိတ်ထားချင်အောင်လဲမှာချင်လေးတကောင်ဝင်မောင်းထုတ်တယ်မဟုတ်လားစိတ်ထဲမှာဒေါသဝင်လာရင်မောင်းထုတ်ဘူးသဘောကျအားလာမပြောနဲ့ငါစိတ်တူတယ်လို့သိတာကိုစိတ်တူတာပဲဂုံယူသေးတယ်လေတချို့ အေးအခုဝိရိယဆိုဒီမှာအကုသိုလ်တွေမဖြစ်သေးမဖြစ်အောင်ဆုပ်ပိတ်ထားမယ်ဖြစ်လာလို့ရှိရင်လည်းမနိုင်လို့ဝင်လာလို့ရှိရင်လည်းမောင်းထုတ်ရမယ်ဟောဒီနှစ်ခုမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ကြိုးစားရမယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်လုပ်ရမယ်ဒီ၄ခုကိုသဘောတရားတရား၄ပါးလို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ကိုသွားခြင်းပြီဆိုလို့ရှိရင်တော့ ခဏကမရင်ကျက်သေးတဲ့စိတ်ဓာတ်တွေရင်ကျက်ဖို့ရအတွက်အခုစ조사မှု၄ရက်နဲ့ပြည့်စုံရမယ်စ조사ရမယ်လို့ဒီလိုဆိုလိုတာစ조사တယ်ဆိုတာဘယ်လောက်ထိစ조사ရမှာလဲဌာမဝါစွန့်ဤတတ္တိပြည့်ပြည့်စ조사ရမယ်ဒံလပရကမခိုင်ခိုင်မြဲမြဲကျိုးပန်းအထောက်ရမယ်လှုပ်ခြင်းတဲ့ခါလှုပ်မယ်မလှုပ်ခြင်းတဲ့ခါမလှုပ်ဘူးဆိုတော့မခိုင်ဘူး ဒီလိုဆိုလိုတာပေါ့နော်